အားလုံးပဲမင်္ဂလာပါရှင်ဆရာမကြီးခင်ရင်ယူရေးသားထားတဲ့ဖေဖေဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း၁၀ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်နားဆင်ပေးကြပါဦးရှင်ဖေဖေအပိုင်၁၀ကျမစောစောပိုင်းကဖေဖေကိုအလွန်စိတ်ဆိုးသောအချိန်နှစ်ချိန်ရှိသည် ဟုရေးသားခဲ့ပါသည်ပထမအချိန်မှာဝတ္တဆာ၍ထန်ရန်ရသောအချိန်ဖြစ်၏ လူနာတယောက်ကိုစေးုံတင်ရတိုင်းငွေကုန်ရသည်စိတ်မောရသည်များမှအကြောင်းမဟုတ်ပြုစုရသူကျမကိုယ်တိုင်ကချီနေရသည်အထင်ဒီကြီးကြီးနက်နက်ကိုနှင့်စေးုံကြီးကိုနေတိုင်းသွားရခြင်းကို စိတ်အလွန်ဆင်းရဲ၏ကားရှိသည်ဆိုသောမောင်နှမသားချင်းတွေကိုလည်းနေစဉ်အပူမကတ်ခြင်းတို့အဖေကြီးအတွက်ပဲဟူ၍သူတို့ဘာသာသဘောပေါက်နားလည်၍နေစဉ်လာခေါ်လင်းတော့ ကျမလိုက်ကောင်းလိုက်ပေးမည်။ကျမကိုနိုင်ကလည်းမာနကြီးသည်ထင်ပါသည်။ကဲမပါပြုစုပါမွဲတွေ့တွေ့မျက်နာကိုချမ်းသာရာရကြောင်းငယ်ပေါင်းစုပ်ပဲ့နှုတ်နေသည့်စကားများကိုရောင်မား၍ဆိုမိလျင်ရှာတူအောင်ရှိချင်၏။ဆိုသော ဥပုံညစကားလိုပင်ဘသူမှ သွားမပြောတော့ပဲကို့ချေသာကိုအာကို၍ခဏခဏနှင့် ဈေးရောင်နှင့်အင်ကိုကူမိသည်ငါပြုရင်ငါကူတို့ပဲဟု၍စိတ်ကိုဖြက်လိုက်ကာနေလိုက်မိပါသည်ဒါကြောင့်ဖေဖေကိုစင်စင်ချင်းချင်းနေစေခြင်းပါသည်ဈေးရောင်တက်ရသောအဖြစ်များကိုဖြစ်ကိုမဖြစ်စေခြင်းပါဖေဖေကလည်းပြောမရကျမစိတ်သေးကတော့ဝိတုရေးသူပြီးပြီးစိတ်ကူးရင်ကြည်၏ဖေဖေစိုက်ပျိုးရေးဝါသနာပါသူဖခင်ကြီးတယောက်စိုက်ပျိုးလိုက် မြေများကိုပေါက်ခြင်းလဲဝင်ပေါက်လာ哦တစ်ပင်များကိုရေလောင်းခြင်းလဲမာလီနှင့်အတူလာကျမ်းမာရေးပင်ပြည့်စုံပြီးသေးသည်ကြံသောအချိန်တွင်ကျက်တီရှိရှိနှင့်အိမ်ဦးခန်းတွင်ကြိုက်သောစာအုပ်ကိုဖတ်သမီးရေဖေဖေဒီနေ့ဘာဟင်းနဲ့စားခြင်းလဲစားခြင်းဒီကိုပြောဖေဖေအချိုက်ကိုချက်ပြုတ်ကျွေးကျမရှင်ထဲမှာတော့ဤကဲ့သို့ဖခင်မျိုးကို ခဏခဏ စိတ်ကူးယဉ်ကြည်မိပါသည် ဖေဖေကတော့တခြားထင်တာတွေလည်းလုံးမိဖို့ကြောင့်ဝင်ဟင်းကိုတိုင်းဝင်ချက်တခါတရံရေနံစီမိဖို့ကမိထတော့တခါတလီသူကပင်ထမင်းချက်မိန်းကလေးများကိုကျိန်းထား၏မိဖို့ကြောင့်မှငါဘာဟင်းဝင်ချက်တလဲဆိုတာနင်တို့မမကိုဖွင့်ပြောရင်ငါနင်တို့လည်းပဲညစ်မယ်ဒါပဲကျမကမသိပဲနေပါမည်လားငံပြားရေးစီတက်ကိုစပလင်ထဲ၍တက်သည်ကိုဖေဖေကြား၏ ဒီနေ့ဖေဖေကိုငံပြားရေးစီတက်စပလင်နဲ့ထည့်ပြီးချက်ပေးပါဟုပြောလျင်ပြီးဒီကိစ္စအဲ့လိုမပြောပါသူကိုယ်တိုင်ဝင်လုပ်ပါသည်တခါကစူးလီဖျားအိမ်တွင် CO မိထား၍တောက်ဘူးပြီထို့ကြောင့်ပင်ယခုရင်းနှံစီမိဖို့တုံးချိန်၌ဘဲကိုပဲတော်တော်ဖေဖေကိုစိတ်မချဖေဖေချက်ပြုတ်နေစေခဏခဏနဲ့မိဖို့ပေါ်လဲကြတော့မှကျမအလွန်စိုးရိမ်ပါသည် ထို့ကြောင့်ပင်ကလေးမလေးများကိုဖေဖေချက်နေစေအနာမဘဲမမသွားရန်မိထတော့တော့ကောနီအိတ်ရေဆို၍အုပ်ရန်မိတက်နီးကအစာတင်ကြရပါသည်ကြံချိန်များတွင်လည်းအစုပ်ပေါင်းစုံကိုဖေဖေအခန်းတွင် တွေ့ရ၍အရာခင်ချင်တာစာဟုသည်။ဖာတော့သည်နေ့စဉ်အဝိဟောင်းများကိုအဝိရှော်ကလမလာတိုင်းပေးရန် ။တွားယူရင်းကလေးမလီများကိုယူပေးမပြူ။သူကိုယ်တိုင်ထင်းခွေရင်းနှံစီတံမုံနဲ့သူ့အဝိများထဲ၍ခြံထဲတွင်ပြုတ်။နှရတီတီပြုတ်ရမယ်ဆိုရင်ကလေးမလီတွေမှာနှရတီတီပြုတ်ရသည်။ပြီးတော့သူဟာသူ့ဖို့သည်။ဖေဖေလုံးမ Sorry ပါအတန်နည်းလေးဝင်သွားလို့ပါ။ဖေဖေလုံးမှာဆိုလို့ဒီကလမောက်ကိုငားထားတာဒီတခါဖေဖေအဝိဖွင့်တော့ ဒီတန်ဖုံရောအဝိရောတမင်းလွင်ဖြစ်ပဲလူမိုက်ကိုင်းနဲ့ခတ်တီတီပြောရပြန်သည်ဒီတော့မှအဝိပြုတ်သောတန်ဖုံကိုအတော်သည်ယခုဒုတိယကြိမ်ဖေဖေကိုစိတ်ဆိုးမိသည်မှာတော့ကိုကိုဤအစီစဉ်တိုင်းကျမအိမ်မှတွင်အနာယူကနေ၏ကိုကိုရှာပေးသောကရင်မာလီတယောက်ကထမင်းချက်၍ကြွေးသည် တနေ့တွင်မူအိတ်ခန်းခန်းစည်းကိုမကဖေဖေအော်လိုက်တံကိုကြားလိုက်ရ၏ကျမက ကရင်ပေါ်မှနေ၍အံ့အားသင့်နေသည်မိအိမ်ကိုလေငါဘယ်တော့မှပြန်မလာတော့ဘူးမောင်မောင်အိမ်မှာတနေ့ဟင်းရှိခွက်နဲ့စားရတယ်တိလားကျမမှာကရင်ပေါ်မှနေ၍ဒေါသဖြစ်ဒီမှာအလွန်ပါပင်သည်ငါအဖေငါစေရနာကိုမသိလေခြင်းဟူ၍မျက်ရည်ပေါက်ပေါက်ကြလာသည်ချက်ချင်းပင်ကရင်ဘေးစပွဲပေါ်မှာဆာရွက်တစ်ခုဆွဲယူကရေးလိုက်၏ တနေ့ဟင်းရှိခွက်စားနိုင်သောဖေဖေသားအိမ်၌တတလုံးနေပါသမီးကတော့ဟင်းသုံးခွက်ပင်ကျွေးနိုင်ပါသည်သမီးသေးပြီဟုကြားတော်မှသမီးစီကိုမလာပါနှင့်ဂျမသည်ယခုတခါစိတ်အလွန်ကိုဆိုးပါသည်သူဘာနှင့်လာ၍ဘာနှင့်ပြန်ဒီကိုပင်ထ၍မကြည့်တော့နောက်နေတွင်ကိုကိုလာကြည့်၏သူကယောဂအကြောင်းမေးပေမည် ယောဂအကြောင်းကျမမပြေပါဘူး။ကိုကိုကတနေ့ကိုဟင်းရှိခွက်နဲ့ဖေဖေကိုကျွေးရဆိုမနေ့ကဖေဖေမယူကိုလာပြီးရန်တွေ့တယ်။ကျမကမေးလိုက်။မယူရဲ့ဖေဖေအကြောင်းခေါင်းနဲ့မထင်နေတော့ကိုကျမ်းမာရေးတာကိုကယူဆိုင်လူ၁၀ယောက်၁၅ယောက်ရှိတဲ့ကိုကိုတို့လိုအိမ်မှာခုခေတ်စင်းနဲ့ဟင်းရှိခွက်စားဖို့နေနေတတတနေ့၃ခွက်စားဖို့မနေ့လို့ရတာ။ဘယ်နဲ့ညီကောင်းလား။ ကျမကဘာမှမဖြေတော့ပါမျက်ရည်ရိသားလေးလာပါသည်ကိုကိုပြန်သွားမှရှိုက်ကြီးတနေငုံမိသည်ကိုကိုအိမ်ကိုဖေဖေသွားနေစဉ်အတော်တွင်မှပင်လာစဉ်ငချောက် overdin နှိုးစီတကြား coffee မုတ်လက်ဖက်ချောက်အချိုတလားစာတလားစာတလားစာအိမ်ကကရင်မာလေးကိုတိုင်းတော့ပို့ခိုင်း၏ကျမနောက်ပိုင်းတွင်မငိုတော့ ငငေကပိုးစိန်ကြီးစတဲ့ကတချင်းကို သွားတရီရာဤကံဆိုးတဲ့စိန်မာယူရဲရံညိုးမဖွဲ့လီနဲ့တန်တရာမာမျိုးမင်းကဆိုရင်မင်းပဲငရေကြီးမယ်ငါကဆိုရင်မင်းပဲငရေကြီးမယ်ထိုးတချင်းအတိုင်းပင်မိဘနှင့်သားသမီးကျမရင်နဲ့အမျက်ဖြစ်လီသည်ကျမတန်တရာမာသာ မျိုးရတော်မီကြောက်လိုက်ပါပြီဤတန်တရာ သူ့ကိုကြောက်ရွံ့ပေးရသည်မှာအမောစင်စစ်ဤတန်တရားကိုဘသူကားမှမစားကျမကစားခဲ့၍ကျမတွေ့တာ၍ကျမမောခဲ့ရခြင်းပါတည်းကျမကစား၍ဖြတ်မှဟူ၍သဘောပေါက်သည့်တပြိုင်နက်ကျမရင်ထဲတွင် ပထမဆုံးငြိမ်းတော်သည် နောက်ပိုင်းတွင်တော့အာထုတ်ပြီးသောတရားကိုချက်ပိုင်းနှင့်ဒိဋ္ဌံ၍ထက်ကထက်ကအာထုတ်သည် နောင်ကိုလည်းအာထုတ်ရအောင်ကြီးဆရာမင်းသူဝင်ဤကြပြလေးကိုကျမခဏခဏရေရွမိဤသူ့မှာကျွံတွက်တဆန်ရွဲ့မြချစ်သက်ချင်းွေမကြံ၍ဤအတိုင်းပါပင်ဥရီရော အသေးရီရောနှလုံးကြောက်ကတ်တွေပါ ပုံချစ်ပါ၍ကျမက ကျမချစ်လေသူများအတွက်ဖိဖိတယောက်သေးရင်မဟုတ် အပန်းတကြီးဆောင်ရွက်ခဲ့ပါတော့လေ ကျမချစ်သူများသည် ကျမအတွက်တဆန်ရွမြချစ်သက်ချင်းငွေမရှိကြပါတနေ့ကပင်ညီမလေးနုနုကိုပြောပြရ၏ငါကတော့ဆရာမင်းသူဝန်လိုကြပြနုနုလေးတွေမဆက်တတ်ဘူးကွယ်ဒါပေမဲ့ကြပြတပုတ်တော့ရွှေပြခြင်းလေသူကရွှေပြပါဟုဆို၏ဒီတသက်တော့ဘသူတော်မှမျက်ရည်တစက်မကြပါဘူး ကျမကဗျာဆုံးလျင်သူကရေပါတော့သည်ဘယ်သူပင်ဆိုစေကျမအဖြစ်ကကိုလူကလန်ကြီးပါပင်တီဖခင်ကြီးသည်စိတ်လုံးဝနောက်နေသူလားဟုဆိုပြန်လင်လဲမဟုတ်ပါဒါဖြင့်လူကောင်းတယောက်အုံနောက်လားဆိုတော့လေဟုတ်တယ်ဟုမဖြေနိုင်ပါသို့တော့သူကတော့သူ့ကိုယ်သူလူကောင်းတယောက်အနေနဲ့ ခေါင်းဆောင်ကြီးတယောက်လိုလောက်ကင်လိုက်သည့်အလုပ်တွေကဝဝက်ကွယ်သူလို့သမျှအကောင့်ထက်အစိုးကပို့ဖြစ်သည်ဒီလိုဖြစ်၍သူတပားကလညိုးထိုးကဖေဖေးကိုအပြစ်တင်ပါလင်နေမင်းကဆဆိုလာဆိုလိုက်ပါလင်လဲကျမကဖေဖေးဘက်ကဆဆခါနာရသည်မှအမောသူပါတော့လဲငါသမီးလေးကငါဘက်ကပါလားဟု၍ဖေဖေးကလည်းမထင်ဤတို့ပင် ဇလန်းကရှုပ်ထွေးလိုက်သည်မှာဘသူထွင်ကာမှဤဇလန်းမှာဆုံးမည်ဟုမပြောနိုင်ပါဘီတားဘနှစ်ယောက်တည်းကဲ့၍ရှုပ်နေကြ၏ယခုတော့တရားဤတကိုးတော်ဖြင့်ထွက်မိစဲစဲဒေါသအဥ္စိတ်ကိုချက်ချင်းချက်ချင်းထိန်းနိုင်ခြင်းဖြင့်ကျမရှင်မှာတဏိတခြားအေးလာပါသည်တဖက်ကလည်းလဲ့တွေ့ရသည်ဘာပြောပြော ဖေဖေကစိတ်မနှံ့နေသူမို့လားစိတ်မနှံ့လို့သူထင်ရသူရှောက်လုံနေတာကဲတကယ်လို့အဲ့ဒါတွေမလုပ်ပါဘူးတဲ့လူအကောင်တယောက်အနေနဲ့မိမိတည်သွားပြီးတဲ့နောက်နောက်မင်းမယူအရက်တွေတောင်းနေတဲ့အဖေလူချမ်းကြီးတယောက်ဖြစ်နေပါပြီတဲ့ပိုးပြီးစိတ်မစင်းရရဘူးလားကိုတရားကိုချရာဤတနေ့တွင်တော့ကျမတို့မိတ်ဆွေမမတန်အင်ကိုလာလေဤ သူသည်မင်းကြီးကတော်ဖြစ်သည့်အပြင်လိုင်စင်ခေတ်ကောင်းကိုမိလိုက်၏သူတို့တွင်မောင်နှမ73ယောက်ရှိသည်အနည်းဆုံးလက200စားလောက်သည့်အစဉ်ရှိကြသည်အဖြစ်ကတော့အံဟောစရာပါပဲမတ်ယူတို့များမိပါဟာတို့မောင်နှမတွေကိုခုနှစ်တန်းလောက်ကအစဒီဂရီရတဲ့အထိထားခင်နိုင်နေတို့များဟာတလ၅ချက်ပဲစုပြီးတို့မိဘကိုကြော့အောင် တလဖေဖေတို့ဟာ90ကျော်မတုံးရပါလားခုတော့ဖေဖေဟာငွေ30တောင်လက်ထင်ဆုပ်တည်မသွားရဘူးလူချားရင်တောင်ရှုံနိုင်စရာရှိသလားမမတက်ခုထိမချီတာကဖေဖေဟာဇရက်အိုပေါ်မှာဆုံးရတယ်လူချားကောင်းအောင်လို့သာဖေဖေတရားအားထုတ်ခြင်းလို့ဆိုပြီးတတွင်းလျရတယ်မမတက်တိုက်ပေါ်ဖေဖေကိုတင်ဖို့မမတက်ယောက်ျားကမကြည့်ဘူးလို့မတင်ခဲ့ရဘူး ရှင်ကွဲစရာကြီးမမသက်ရှိုက်ကြီးတန်ရင်ငူတော့မှကိုစိတ်ကိုပြေတန်လာပါသည်ဖေဖေသာဒီလိုများဖြစ်ရရင်ငါဘလောက်ယူကျုံးမရဖြစ်မလဲနောက်ပိုင်းတော့ဇလန်းတွေကအများကြီးကိုတွေ့ရ၏တာကြီးကတိုက်ပေါ်မှနေချွေးမမကြည့်ဘူး၍မိဘကိုတဲငယ်နေထားရသည်လူအိုယုံကိုပင်နီးစပ်သူဆွေမျိုးမရှိပါဟု၍ အမျိုးမျိုးညာက ဖခင်အိုကိုလူအိုယုံတို့လာပို့ထားရသောအဖြစ်တစ်ခုကို တွေ့သောအခါတွင်မူကျမကြက်သိမ်းဖြင်းဖြန်းထားမိပါ၏ညနေတိုင်းမှ မိမမတီအောင်ဘိုက်စကယ်လေးစီးကဖခင်အိုကိုလာ၍တွေ့ရ၏ဘိုးဘွားရိတ်သာရှိတက်ဆိုင်ရာတာဝန်ခံများကအမှန်ကိုမသိခုကိုရမဲ့သောအဖိုးအိုအားထိုတငယ်လေးနေ့စဉ်လာရောက်ကြည့်သည်ဟူ၍သာသိသည်ယခုတော့ ထိုအဖိုးအိုလူအိုယုံတွင်ရှိသည်မရှိသည်မသိတော့ပါ မိမကိုဘာကြောင့်များဒါလောက်ကြောက်ရပါလဲတိတိချာချာတွေးကြည့်လျင်ဘလိုပင်ချမ်းသာချမ်းသာချောင်းလေပါလျက်နှင့်မိခင်ဖခင်ရှိရာသို့တလဟင်တစ်ခွက်သို့မဟုတ်တလငွေ၅ကျပ်ရအောင် ပို့ဖို့ဆိုသည်မှာတချို့လူများအတွက်အလွန်ခက်၏ဖေဖေလိုခက်တောင်းတောင်းကြံကြံအဖေသားဆိုရင်တော့ခက်သည် သို့သောလောကတွင်ကံတရားဆိုတာပါပါသေးတယ်ဟူ၍စိတ်ဖြေရ၏ကျမနှင့်ဖေဖေဤကုသိုလ်ကံသည်အလွန်အံ့ဩစရာကောင်း၏ဆရာဝန်ဤညွှန်ကြားချက်တိုင်းကျမအိမ်မှနေ၍စေစားစေကုသောကြောင့်ဈေးယုံမတရတော့ပါတဖြည်းဖြည်းရှောင်းနာဖောတာများလဲကြလာ၏ထမင်းတော်စား၍မရသည်အရာသာကိုမရှိပေကုသပေးသူမှာတော့ဒေါက်တာလာတော်ဖြစ်၏ ဖေဖေကိုကိုစီသွားနေ၍နှစ်လမပြည့်ခင်1965ခုနှစ်ကဆုံလာပြည်နေ၌ကိုကိုကဖြုံးစုနှလုံးရောဂါနှင့်စစ်စစ်ယုံတွင်ကွယ်လွန်သွားပါသည်ကိုကိုအားရေခဲတိုက်ထဲတွင်ပြီးနောက်ကျမခေါင်းထဲတွင်ဘာအစီအစဉ်မှမရှိခင်အကိုကြီးသည်ကျမအားကားပေါ်ဆွဲတင်၏ငိုရာတွင်ဆွေးရာတွင်နောက်မှလှုပ်ဟိတို့အဖအကြောင်းတို့သိတယ်မို့လား ရွှေမကဘလောက်ပဲတော်တော်သူခင်များပူဆွေးနေတော့မိချို့တို့အဖေကြီးကတမောက်ဖြစ်နေမယ်။လာတော့ခေါ်ကြစို့။ကျမသည်ဒီတော့မှဖေဖေတတိယကစစ်စေးရုံမှအပြန်ကျမတို့ကားလေးကိုကိုကိုအိမ်ရှိရာရွှေကုံတိုင်းသို့မောင်းသွားပြီးဖေဖေကို အကိုနှင့်ရဲဘော်တယောက်ပွေထန်းကအိမ်သို့ပြန်ခေါ်လာခဲ့ရပါတော့သည်။ကျမနှင့်ဖေဖေဇလန်းကစိုက်ရွေကာယာပြန်သည်။ ျမခင်ပွန်းတဲ့ဖြစ်သူအကိုကြီးမှာမအူပင်ပန်တပုတ်စခန်းရှိ ရှမ်းတနက်ကင်တရင်တစ်တို့တရင်မှုအဖြစ်ပြောင်းရွှေ့သွားရတော့လေကျမမလိုက်နိုင်ပါ ကျမယောဂအခြေအနေမှာဆိုးရွားလာ၍မြရရနာစေးတိုင်းမှဒေါ်မြတ်မြအေးကခေါ်ယူက သူ့စေးတိုင်းတွင်တင်လာပါတော့သည် ကိုကိုဆုံးတော်မှ ကျမကစေးုံတက်ဖြစ်တော်သည် ဖေဖေပေါင်ကျိုးစင်ကပြုစုသောအလှိုင်းပြန်ရောက်လာ၍ ဖေဖေအတွက် ကျမစိတ်အေးသွား၏ဆေးရုံပေါ်တွင်တော့ကျမတယောက်တည်းဆရာဝန်ကြီးဦးမင်းစိန်နှင့်ကုသခံနေရ၏သူကကျမယောဂါကိုစိတ်နှင့်လဲကုပါသည် ကျမပြောရွှင်အောင် ရေစရာတွေကိုလည်းပြောပြပါသည်ကျမသူရှိရင်ရေပါသည်ခွေရမာတော့ငိုပါသည်နေ့လေဒီနိုးချိန်တွင်လဲသူဤပြောရွှင်သောမျက်နှာကြီးနှင့်အနားတွင်လာရက်တတ်၏ ။နိုင်ငံကျော်စာရေးဆရာမကြီးရဲ့အန်ကယ်ကိုရကြရင်ဘာဖြစ်လို့ငိုတာလဲ။ကျမကပြုံးပါ၏။အန်ကယ်ဘလို့လုပ်သည့်လဲ။အောင်မေအန်ကယ်ကဆရာဝန်အတက်တာတက်တာမဟုတ်ဘူး။ဘေးရင်လက္ခဏာတကူလည်းရှိတယ်။အန်ကယ်ကိုရဘသူဘာဖြစ်လဲဆိုတာအန်ကယ်သိတယ်။ဟုဆိုကလက္ခဏာကြည့်ရင်ရေစရာမိုးစရာ ပြော၍ထွက်သွားတတ်ပါသည်။ယောဂအကြောင်းဘယ်တော့မှမပြော။ ကျမရင်ထဲမှာတော့သူဟာဖေဖေဖြစ်လိုက်ပါတော့အားရှိစရာကောင်းလိုက်မဲ့ဖြစ်ချင်းဟူ၍ခဏခဏတွေးမိ၏ယောဂါကူကစိတ်ထိခိုက်လွယ်သည်ဝမ်းနေတတ်အားငယ်တတ်သောယောဂါဖြစ်၏သူတို့ဆရာဝန်မှတ်ချက်များတွင် nerves weak man too much emotional and sensitiveness ဟူ၍အင်္ဂလိပ်လိုဖတ်ရ၏မြန်မာလိုဆိုလျင်ဖြင့် အုံနောက်ထဲတွင် အကျော်အာနေလွန်ရာကစိတ်လှုပ်ရှားမှုနှင့် ခံစားမှုဝေဒနာပြင်းထန်လာပါကနာကျင်ခြင်းသွေးလဲမှုရပ်ပြီးရောင်ခြင်းမူခြင်း အာနေခြင်းယောဂပေါ်ရသည်ဟုဆိုလေမလားတော့မသိပါထို့ကြောင့်အံကယ်ဦးမင်းစိန်နှင့်ဖိဖိအကြောင်းရှင်တွေးမိတိုင်းမျက်ရည်ကလည်လာ၏ဆရာဝန်ကြီးဆိုသောဂုံတူရာထူးကြီးတွေကို ဆိုလိုခြင်းမဟုတ်ပါဖိဖိသာ ကျမ်းမာလို့အုံနောက်ကောင်းရင်ငါအနာမှာခုလိုလာရမှာပဲဘလောက်များအားရှိလိုက်မလဲခုတော့တို့သားဖာနဲ့ရောက်အသက်ရှင်လျက်နဲ့တယောက်နဲ့တယောက်နားမလည်နိုင်ကြတဲ့ဘဝပါလားဟု၍တွေးမိခြင်းကြောင့်ဖြစ်ပါသည်ကျမတရင်တို့တွင်တခါတရံအပားလာရဲ့သူမှာတော့ဆရာဝန်မကြီးတော်မြတ်မြတ်ဤသူ့ကိုမြင်ပြန်တော့လေမိမိသာအသက်ရှင်ခဲ့ရင် ထို့အတွေ့ကကျမနှလုံးသားကိုနာကျင်သွားစေပါသည်တို့မျက်မြည်မျက်နာသည်ပြီးကင်းတွင်ကျမတွေ့ခဲ့သော ပြားလိုက်တစ်ခုထဲမှပပူးစရာတဦးထူလာသောကြောက်စိမ်းယမင်းယုံနှင့်အလွန်တူသည် လိုက်လံပြသသူကကြောက်စိမ်းတစ်လုံးတည်းနှင့်အစစမရှိထုလုပ်ထားကြောင်းကိုခုံယူ၍ပြောပြ၏ယခုတော်မြတ်မြအေးကိုမြင်သောအခါ ထိုဘပူးရုပ်ကလေးကို အစဉ်တတိယဤသူချောသည်လာသည်ဟူ၍ကျမမဆိုလိုပါသို့သောစိမ့်မြသောကြောက်စစ်ထူလေးကိုကျမမြင်ရစဉ်ကပဝင်အေးသောခံစားချက်ခံစားရသလိုတညသောအကာလညပထမဆုံးဒေါ်မြမြအေးကို တွေ့စဉ်ကကျမရင်ထဲတွင်ခံစားရသောအတွေ့နှင့်တူသောကြောင့်နှိုင်းရှင်မိခြင်းဖြစ်ပါသည် ူတယောက်ကတော့မင်းအတွက်အလွန်စိတ်ပူလျက်ပဲသူရှည်တန်းမှာတဲ့မယူရင်ကိုကလည်းမင်းကျမ်းမာရေးတိုးတက်လာတဲ့အကြောင်းတယ်လီဖုန်းထဲကပြောပြလိုက်တယ်။ဆရာဝန်ခွင့်ပြုရင်မင်းတို့နှစ်ယောက်တယ်လီဖုန်းထဲမှာတွေ့ကြတာပေါ့။ခိစားမရှိပါဘူးမမရေးစစ်သားမိန်းမတွေဟာဒီလိုပါပဲ။မိန်းမနေမကောင်းလို့စစ်စင်ရေးမသွားနိုင်ဘူးဆိုရင်ခက်ကုန်ရောပေါ့။မယူနေကောင်းတယ်လို့သာအကြောင်းပြန်လိုက်ပါ။ ူသည်ပြုံ၍အင်းစည်းစွာပင်စကားဆိုကာအခန်းထဲမှထွက်သွားတတ်ပါသည်နင်ဟာနင့်ကိုနင်တိတ်တနာတတ်တာပဲနော်ဇက်လိုက်ဖြစ်ချင်လိုက်တာအလုံးပဲတကယ်တော့တနာเสียရလဲမဟုတ်ပါဘူးဘသူမဆိုနောက်ဆုံးတော့တယောက်သေးပဲခုလည်းတယောက်သေးပဲပေါ့လူတွေဟာဆရာဝန်နှစ်ချက်နဲ့စမ်းသပ်ပြီးသူနာပြုတ်ဆရာမလေးတွေလက်ထဲမှာတည်သွားကြတာပဲဖေဖေရှိစီချင်ရတာနဲ့ မင်းမင်းရှိစေချင်ရတာနဲ့ကိုယ်စက်ထုံမှာကိုကအလွမ်းမင်းသမီးလေးဖြစ်ချင်လိုက်ကြတာရန်ကုန်ထွက်လာတော့ကိုမိခင်ယူနင်းတယောက်သေးပဲမို့လားအခုလဲတယောက်သေးညနေကျတယောက်ကြီးလာပိုးတဲ့ထမင်းစာအစင်ကိုပြေးလို့မို့လားဘာများဝမ်းနည်းစရာရှိလဲသူများတွေမှာနေ့လောက်မှအစင်ပြေးရလားကိုပါသာကိုအားပေးရင် ။မြရရနာဈေးတိုင်းမှာနှစ်လနှင့်နှစ်ပတ်တိတိကြာပါသည်။ပန်တပုတ်တွင် အပန်းဖြစ်ရင်လိုက်နေပါရန်အကိုကလာခေါ်ပါသည်။အလိုက်ကိုဖေဖေနှင့်ထားခဲ့၍မိကလည်းကျောင်းမှတပတ်တခါလာကြည့်ဖို့စီစဉ်ထားကြောင်းပြောပါသည်။ကျမတို့ခရီးထွက်ရန်ပစ္စည်းများစီစဉ်စေအကိုကစာတစောင်လာပေးပါသည်။ရော့ဗျာစာရေးဆရာမကြီးရဲ့အဖေကစာ ်စာတစောင်ပေတစ်ဖွဲနဲ့တမတ်ကိုစာရေးတဗျာဖတ်ကြည့်ပါဦးစာရဲတွင်မူမောင်ကျော်တောင်းခမညာလူစိတ်ဟာမြောက်စိတ်နဲ့အလွန်တူပါသည်ကုသိုလ်နဲ့အကုသိုလ်စိတ်လည်းအမြဲရှင်လျက်ရှိပါသည် ကျုပ်ကခမညာအပေါ်ပြုခဲ့တဲ့အမားရှိလဲခွင့်ပြုပါခမညာကကျုပ်အပေါ်ပြုခဲ့တဲ့အမားရှိရင်လဲခွင့်လွတ်ပါတယ်မောင်မောင်ဘုံမူတီဟာဆုံးတဲ့နေ့ကကျုပ်ကိုခမည်းကိုယ်တိုင်ပွင့်ပြီး ကားပေါ်တင်ပြန်ခေါ်လာတော့ကျုပ်ဘလို့ကျေးဇူးတင်မှမသိဘူးဒါပါပဲကျမ်းမာချမ်းသာကြပါစေမောင်ဖကျမမှာစာဖတ်ပြီးရှင်မိပါတော့သည်မိမိပြောစကားကိုလည်းကြားရောင်လာပြန်သည်သားသမီးနဲ့မိပါဆိုတာကျွေးတုံကျွေးလက်မွေးတုံမွေးလက်ရှိတယ်ဆိုပေမဲ့တချို့မိပါတွေကမနေတတ်မစားတတ်တော့လှုပ်ကျွေးတဲ့သားသမီးမှာငရေဖြစ်တတ်တယ် မိဘကလည်းကုသိုလ်ဖြစ်အောင်စတတ်နေတရတယ်။ကျမကသာမိမိစကားများကိုကြားရောက်နေရသည်ဖေဖေကတော့ဘာမှမသိပါဘူး။ Okay ပါရှင်။ဆီယမကြီးခင်ရင်ယူရေးသားထားတဲ့ဖေဖေဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း30ကိုဖျက်ပြပေးခဲ့တာပဲဖြစ်ပါတယ်။အပင်နာစင်သူတူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။